ရှင်မင်းကြီးများအားလုံးပဲမင်္ဂလာပါရှင်။နံပါတ်16ရက်10လ25ပေါ့နော်။နံပါတ်19ရက်တွင်ညီမကဒီကနေ့ကတော့ဒဲဆိုင်တဲ့တကောကိုတို့ပြပေးသွားမယ်နော်။ဒါဆိုရင်ကိုထိတ်ကိုအရင်ဦးဆုံးလိုက်ကြည့်အောင်နော်။333 33လုံးပေါင်းမယ်။33ပေါင်းတော့663ပေါင်းတော့ပေါင်းချင်း6ဆိုပြီးတော့ရတာတယ်။နော်။နောက်ပြီးရင်တစ်ပြင်ကျော်မယ်ဒီမှာ388 ၃ရှစ်ပေါင်းတော့တစ်ရှစ်ပေါင်းတော့ပေါင်ခြင်းကိုဒီမှာပေါင်ခြင်းကိုဒီမှာပေါင်ခြင်းကိုပေါ့နော်ဒါပြင်ကြောမဲ့လက်ခါတာဆိုရင်6ကိုဒီမှာလာမဲ့တိတ်စီတက်လို့နော်၃လုံး င်းမယ်ဆိုရင်အပေါ်မှာ၃လုံးပေါင်းရင်ကို၃လုံးပေါင်းရင်ကိုဆိုတဲ့ကြောင့်မလို့ဒီမှာလည်း၃လုံးပေါင်းရင်ပေါင်းချင်းကိုဖြစ်တာလေပေါ့နော်ဒါဆိုလို့ရှိရင်6ကိုပေါင်းတော့9လုံးနဲ့ပေါင်းလို့ရှိရင်ကိုဖြစ်စင်လဲဆိုတော့ကြောင့်မလို့၄ထဲမဲ6ကိုပေါင်းတော့9 9လေးပေါင်းတော့ပေါင်းချင်းဒီမှာကိုဆိုပြီးတော့ရလာပြီเนาะဒါဆိုလို့ရှိရင်၄ထိပ်စီဆိုပြီးတော့ဖြည်းစီလေးလေးရထားတယ်ဒါဆိုရင်ဒီဘက်မှာကို အလဲတိုင်းကိုသွားမယ်အလဲတိုင်းကဒီမှာ3.5ကိုသုံးလုံးပေါင်းမယ်3.5ပေါင်းတော့ပေါင်းခြင်း5 5ကိုပေါင်းတော့ပေါင်းခြင်း4ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ဒီမှာတက်ပင်ကြောင်းမယ်1 5 6နဲ့9နှလုံးပေါင်းတော့ခွန်ခွန်ရဲ့6ရဲ့ပေါင်းတော့ပေါင်းခြင်းက3 4 4ပြီးတော့3ဆိုတော့အောက်ကိုဆင်းရင်သူကတပွင့်ရော့သွားတယ်။ဒီတိုင်းမဲ့သူက နောက်တစ်ပင်ကြောပြီးတော့လေးခွန်ဒီမှာလာမဲ့ထိတ်စီတစ်လုံးပေါ့နော်။သုံးလုံးပေါင်းမဲ့ဆိုရင်လေးခွန်တေချောတော့သုံးဒီမှာသုံးခွန်တေချောတော့သုံးလုံးပေါင်းရင်ပေါင်းချင်းနှစ်ဖြစ်ကုန်တယ်နော်။အဲ့တော့လေးခွန်ပေါင်းတော့တင်းနောက်တစ်လုံးနဲ့ပေါင်းရင်နှစ်ဆိုတော့တစ်ပဲထဲမဲ့လေးခွန်ပေါင်းရင်တင်းနှစ်တင်းနဲ့ပေါင်းတော့ပေါင်းချင်းနှစ်ပေါ့နော်။ဒါဆိုရင်ဒီမှာလေးထိတ်စီနဲ့တက်အလဲလေးတက်ဆိုပြီးတော့နှာလုံးရသွားပြီ။ဒီဘက်မှာအခုအပိတ်ကိုပြပေးပါမယ်နော်။ဒီမှာရှိနေတာက5ပါ။မရှိတဲ့၃ညနဲ့ သုံးလုံးပေါင်းမယ်သုံးညနှစ်ပေါင်းတော့နဲ့နှစ်ရနှစ်ရပေါင်းတော့ပေါင်းခြင်းလေးကိုရဲ့ပါဝါလေးဆိုပြီးတော့ရထားတယ်เนาะဒါဆိုဒီကသုံးနှစ်လေးရဒီမှာရှိတဲ့လေးပါလေးရဆိုရင်လည်းဒီမှာနှစ်နှစ်၅ပေါ့เนาะသုံးလုံးပေါင်းမယ်နှစ်နှစ်ပေါင်းတော့လေးလေး၅ပေါင်းတော့၉လေးရပါဝါ၉ဆိုပြီးတော့ရထား နော်။ဒါဆိုဆက်သွားမယ်ဒီမှာရှိနေတာက6ပါနော်။၄ရှိဒီမှာလာမယ်အပိတ်တလုံး၃လုံးပေါင်းမယ်ဆိုရင်ဒီမှာ4ရဲ့ပါဝါလေး၄ရဲ့ပါဝါ4ဆိုတော့6ရဲ့ပါဝါ1ဖြစ်ကြမယ်။၄ရှိပေါင်းတော့ပေါင်းခြင်းနဲ့နောက်တစ်လုံးနဲ့ပေါင်းရင်1ဆိုတဲ့အတွက်ကြောင့်မို့လို့ကိုထည့်လိုက်မယ်၄ရှိပေါင်းတော့နဲ့နှစ်ရဲ့ကိုရဲ့ပေါင်းတော့ဒီမှာပေါင်းခြင်းတက်ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုရင်ရလာတာကလေးထိပ်စီတက်အလဲတိုင်းကိုအပ်ပေါ့နော်ဒါဆိုလို့ရှိရင် 3D ပါเนาะလာမယ်16ရက်10လ25ပေါ့เนาะ16ချိန်အတက်ပါเนาะညီမရှာတွေ့ထားတယ်ဒဲတော့ဘာကတော့မလေးထိစီ1အလဲနဲ့9အပဲ6ဆိုပြီးတော့ဒါကဒဲတော့ဘာပေါ့เนาะရှာတွေ့ထားပါတယ်ဒါညီမရှာတွေ့တော့ဒီပဲချင်းဖြစ်ပါတယ်เนาะအခုလိုမှတော့အကြိုက်တူမကြိုက်တဲ့တက်လိုက်ပြီးတော့ကစားကြပါအားလုံးပဲဒီလည်းလာမယ့်အပတ်မှာကံကောင်းပါစေဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်